အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12 mathematics သင်ကြားပေးမယ်ဆရာကောင်းမဖြစ်ပါတယ်ဆရာဒီကနေ့သင်ကြားပေးမယ်သင်ခန်းစာလေးကကြတော့3.4 plane အကြောင်းပဲဖြစ်ပါတယ် ဒီသင်ခန်းစာကိုသင်ယူပြီးတဲ့အချိန်မှာရမယ် landing အောက်ခန်းနေနေဆိုရင်တော့ when this chapter and that learner will be able to know ဒီသင်ခန်းစာပြီးသွားတဲ့အခါမှာဆိုရင် learner လေးလာသူတွေရာဆိုရင် will be able to know ဘာတွေကိုသိရှိသွားမလဲဆိုတော့ play with three point which are not on the same line အဲ့ဟာ plain ပေါ်မှာရှိတဲ့အမှတ်၃ခုဟာဆိုရင်မြင်းဖြောင့်တစ်ချောင်းထဲပေါ်မှာမရှိဘူးဆိုတာကိုသိရှိသွားမယ်ပြီးနောက်တစ်ခု one three လိုင်းစကမန့်အာကျွိုင်းဒီမြင်းပြတ်၃ခုကိုဆက်လိုက်တဲ့အခါမှာဆိုရင် any 2 point where intersect each other အမှတ်၂ခုဟာဆိုရင်တစ်ခုကိုတစ်ခုဖြတ်နေတယ်ဆိုတာကိုသိရှိသွားမယ်နောက်တစ်ခုကကြတော့ to find the new formula for plane ဒီ plane နဲ့ပတ်သက်ပြီးတော့မှဒီ formula တစ်တည်းကိုတွက်ထုတ်ရနိုင်မယ် and ပြီးတော့နောက်ဆုံးကကြတော့ also known both parallel and perpendicular to the plane plane ပေါ်မှာရှိတဲ့ ဒီ parallel ပြိုင်မြင်းနေအန်ပြီးတော့ perpendicular ဓမ္မကြမြင်းတွေကိုဘိုင်ယူစင်အသုံးပြုပြီးတော့မှ cartesian form of the plane equation cartesian form of the plane equation အသုံးပြုပြီးတော့မှဒီ parallel တွေဖြစ်တဲ့ဟာတွေ perpendicular ဖြစ်တာကိုသိရှိသွားမှဖြစ်တယ်။အဲတော့ဒီကနေ့သင်ခန်းစာလေးကိုစကြည့်ရအောင်။အဲတော့ဒီကနေ့သင်ခန်းစာမှာဆိုရင်ပြောထားတဲ့အကြောင်းအရာကြတော့ plane ဟုတ်ပြီ plane လို့ပြောပြီးဆိုရင် plane နဲ့ပတ်သက်တဲ့ definition ကိုစပြီးကြည့်ရမှာဖြစ်တယ်။အဲ့တော့သူကပြောတာကြတော့ a plane is determined by three points which are not on the same line a plane plane ဆိုတာကတဲ့ is determined ဆုံးဖြတ်ပါတယ် by three point အမှတ်၃မှတ်အနေနဲ့ဆုံးဖြတ်ပါတယ်တဲ့ which are not on the same line မြင်းတစ်ဖြောင်းနေပေါ်မှာမရှိတဲ့အမှတ်၃ခုအနေနဲ့ သတ်မှတ်တယ်လို့ပြောတာတယ်အဲ့တော့ဒီပထမပုံလေးကိုကြည့်မယ်ဒီပထမပုံမှာဆိုရင်အမှတ်လေး၃ခု A ဆိုတဲ့အမှတ်လေးရယ် B ဆိုတဲ့အမှတ်လေးရယ် C ဆိုတဲ့အမှတ်လေးရယ်ကိုသတ်မှတ်ထားတယ်ဟုတ်ပြီအဲ့ A တွေ B တွေ C တွေကသူကမြင်းတလိုင်းပေါ်ထဲမှာမရှိဘူးဆိုရယ်တော်မလို့ဆရာတို့ကမြင်းတလိုင်းပေါ်မှာမဆွဲတာဘူးအမှတ်၃ခုကိုမှတ်ထားတယ်အဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ let p x, y, z be any point on the plane through abc အ အဲ့တော့ဒီ ABC ဆိုတဲ့ plane ပေါ်မှာဆိုရင်အမှတ် B တစ်ခုကိုချမှတ်ပေးရမယ်ဆိုတော့ B 8, 1ကိုဆက်ကိုဆရာကဒီနေရာလေးမှာသတ်မှတ်ပေးလိုက်ပြီဟုတ်ပြီဆက်ကြည့်ရအောင်အဲ့တော့တဲ့စ A B C are not on the same line A ရဲ့ B ရဲ့ C ရဲ့ဆိုရင် are not on the same line မြင်းတစ်ဖြောင်းထဲမှာမရှိတဲ့အတွက်ကြောင့်မို့လို့တဲ့ line segment မြင်းဖြတ်လေးတွေကို joining ဆက်လိုက်မယ်ဆိုရင်တဲ့ any two point where intersection are the အမှန်နှစ်ခုကတစ်ခုကိုတစ်ခုဖြတ်သွားမှာဖြစ်တယ်လို့ပြောတာတယ်ဆရာတော့ဒီမှာ A ရနဲ့ B ကိုဆက်တယ် A ရနဲ့ C ကိုဆက်တယ်အဲ့တော့ AB မြင်းနဲ့ AC မြင်းတွေကတစ်ခုကိုတစ်ခုဖြတ်သွားတာဖြစ်တယ်ဟုတ်ပြီနော်ဒီမှာဆိုရင်ဆရာက B ကိုထားပြီးတော့မှ AB မြင်းနဲ့ BC မြင်းကိုဆွဲမယ်ဆိုရင်လည်းပဲ BC နဲ့ AB နဲ့မှဆိုရင် B မှာဖြတ်သွားမှာဖြစ်တယ်တို့ရဲ့ဆရာဒီပုံလေးပဲ A မှာပဲဖြတ်တဲ့ပုံလေးကိုဆွဲရတာဖြစ်တယ်ဆက်ကြည့်အောင်အဲ့မှဆိုရင်လက် AB intersect AC at A လက် ABR ဆိုရင်ね intercept ဖြစ်ပါမယ် AC မှာဖြစ်မယ် at A အမှတ် A ကိုဘဟုပြုပြီးတော့မှဖြစ်မယ်ဆိုပါဆိုပေါ့เนาะအဲဒါဆိုဆက်ပြီးကြည့်ရအောင်အဲ့တော့လေ draw a line မြင်းတစ်ချောင်းကိုဆွဲပြီးပါ true ဖြတ်ပြီးတော့မှ P P ကိုဖြတ်ပြီးတော့မှ parallel to AC AC နဲ့ပြိုင်နဲ့မြင်းဒီတစ်ချောင်းကိုဆွဲပြီးပါစနဆရာတတ်မှတ်ခဲ့တဲ့ဒီ P x, y, z လေးကိုဖြတ်ပြီးတော့မှဘာနဲ့ပြိုင်နေဆိုရင် AC မြင်းနဲ့အပြိုင်မြင်းတကြောင်ကိုဆွဲခိုင်းနေဒါကြောင့်မဲ့ပုံဒီမှာဆိုရင်ဇာရီက P ကို ဖြတ်ပြီးတော့မှ AC မြင်းနဲ့အပြိုင်မြင်းဒီတကြောင်ကိုဖြတ်ထားတာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် AB မြင်း AB မြင်းရဲ့ derived value ဆိုရင်ဇာရာ B ရဲ့ A ကိုနှုတ်တော့ L1 M1 N1 ဆိုပြီးရလာမှာဖြစ်တယ်ဒီမှာဆိုရင် AC မြင်း AC မြင်းရဲ့ derived value ဆိုရင် L2 M2 N2 ဆိုပြီးရလာမှာဖြစ်တယ် အဲ့ဒီမှာ a a မှတ်တရကြတော့ a x 1 y 1 7 1လို့သတ်မှတ်ပြီးတော့မှ p အမှတ်လေးကိုလိုချင်နေဆိုရင် p x, y, z လေးကိုသတ်မှတ်ထားရမှာဖြစ်တယ်။ဟုတ်ပြီ။အဲ့တော့ဆက်ကြည့်ရအောင်။အဲ့မှာဆိုရင်တော့ this line will meet ab အဲ့တော့ this line will be မိဒီ line လေးရဆိုရင်စုံပါလိမ့်မယ်ဗမာလေးဆိုရင် ab မြင်းဖြောင်းပေါ်မှာစုံနေတယ်မယ်။ဘာမှတ်နေလဲဆိုရင်ね at r x1 + sl1 11 plus SM1 call မှာ71 plus SM1 အဲ့တော့ဒီမြင်းကြောင်းလေးမှာစုံတဲ့အခါမှာဆိုရင်သူ့ရဲ့ရလာမြေအမှတ်လေး၃ခုဟုတ်ပြီနော်အရင်တော့တင်ခဲ့တယ် H1 plus KA comma 11 plus KM comma 71 plus KN ဆိုပြီးတော့မှတင်ခဲ့တယ်ဒီမှာဆိုရင်ဆရာက parameter ကိုဘာလို့သတ်မှတ်ခဲ့လဲဆိုရင် S လို့သတ်မှတ်တယ်ဒါကြောင့်မို့လို့ S လေးတွေပြောင်းသွားတယ်ဟုတ်ပြီဒီမြင်းဖြောင်းပေါ်မှာရှိတယ်သူကအမှတ်က A ကိုဘဟုပြုတာကြောင့်မို့လို့ H1 Y1 71 H1Y1Z1 ဖြစ်လို့သူကပြီးတော့ derivative value ရဲ့တန်ဖိုးယူထားတာလည်း L1 M1 N1 ကိုယူထားတယ်ဒါကြောင့်မို့လို့ဒီပုံစံလေးဖြစ်သွားတာဖြစ်တယ်ဟုတ်ပြီနော်အဲဆိုရင်စက်ပြီးကြည့်ရအောင်စက်ပြီးကြည့်မယ်ဆိုတော့ဒီပုံစံမှာဆိုရင် action in the given phase ကအောက်မှာပေးထားတဲ့ပုံလေးကိုကြည့်မယ်ဆိုရင် coordinate of any point x, y, z on the plane are ဲမှာဆို any point ဘယ်အမှတ်ကိုမဆို x, 1, z coordinate အမှတ်လေးတွေဟာဆိုရင်ဆိုတော့အရှိမဆရာက x, 1, z ကိုဘာလို့သတ်မှတ်ခဲ့လဲဆိုရင် p အမှတ်လေးလို့သတ်မှတ်ခဲ့တာပေါ့ဟုတ်ပြီနော် p အမှတ်လို့သတ်မှတ်တဲ့အခါမှာဆိုရင်သူ့ရဲ့ x, y, z တန်ဖိုးလေးတွေကိုလိုချင်နေ x, y, z တန်ဖိုးကိုလိုချင်ရင် x equal to x1 plus sl1 plus tl2 အဲ့မှာဆိုရင်ဒီအရှိရတန်ဖိုးက x1 တန်ဖိုးလေးတွေ x1 ကိုလိုချင်ရင် x1 plus sl1 ဆိုပြီးသုံးခဲ့တယ် ့ h sample ကိုလိုချင်ရင် h2+ ဟိုဟာ h2+ kl2 ဆိုတဲ့ပုံစံမျိုးကိုသုံးပါဒါပေမဲ့ဒီမှာဆိုရင် parameter ကို t လို့သတ်မှတ်ထားကြမလို့ tl2 ဆိုပြီးသုံးထားတယ်ဒီအရှိတ်က h1+ sl1 ဆိုတာကြတော့ h1 တန်ဖိုးကိုယူသုံးထားတာအရှိတ်စာမျက်နှာမှာပြထားပြီးသားဖြစ်တယ်အဲ့တော့ y y ဤကွဲသူ y1 plus sm1 plus tm2 အဲ့တော့ y1 sm1 ကြတော့ဘာတန်ဖိုးလဲဆိုရင် y1 တန်ဖိုးလေးကိုယူရတာ y1 dm2 ဆိုတဲ့ပုံစံလေးဖြစ်မှာဖြစ်တယ်။ပြင်ဆက် z equal to z1 sn1 tn2 ဒီမှာဆိုရင် z1 sn1 ကကြတော့အရှေ့ z1 ရဲ့ဒီပုံသင်နည်းတွေကိုယူထားတာဖြစ်တယ်ပြီးတော့မှ tn2 လေးကိုတုံးထားတာဖြစ်တယ်။ဘာမှလဲဆိုရင် for sn parameter t သူ့ရဲ့ parameter တန်ဖိုးကကြတော့ t မှာတုံးထားတယ်။အရှေ့အမှတ်မှာတော့ကကြတော့ parameter တန်ဖိုးက s ကိုတုံးထားပြီးတော့မှ ဒီမှာဆိုရင်ပါရမီတာတန်ဖိုးကတီလေးကိုတုံထားတာဖြစ်တယ်။ဟုတ်ပြီဒီမှာပုံလေးပြထားတယ်။ပုံလေးပြထားတဲ့အခါမှာဆိုရင် L1 ဧတူတန်ဖိုးပြရတယ်။ L1 နောက်မှာဆိုရင် L1 M1 N1 L1 M1 အပေါ်တစ်ခုလုံးက1နေအောက်တစ်ခုလုံးက2တွေပြထားတယ်။ဘာကြောင့်ပြထားလဲ။ဟုတ်ပြီနော်။အဲ့ဒါစကြည့်ရအောင်။အဲ့တော့ဒီမှာဆိုရင်လည်းလက်ထားမယ် a equal to ဒီမှာထားတယ်ဆိုတော့က a d b d c တန်ဖိုးတွေကကိုယ်တိုင်သတ်မှတ်ကြတော့မှာ ုတ်ပြီကိုရိုင်းတက်ပတ်ကားရမယ်ဆိုရင်ဒီမှာသူ့ရဲ့တန်ဖိုးလေးတွေ derived value တန်ဖိုးလေးတွေကိုမြှောက်မယ်နှုတ်မယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့တမန်ရမှာဖြစ်တယ်အဲ့တော့ A တန်ဖိုးလေးကိုလိုချင်နေ A တန်ဖိုးလေးကိုလိုချင်နေဆိုရင်ဒီမှာအနီရောင်မြင်းလေးပြထားတယ် M1 M2 ကိုမြှောက်မယ်ပြီးရင်အပြာရောင်မြင်းလေးပြထားတယ် M2 M1 ကိုမြှောက်မယ်ပြန်နောက်ခုရဲ့ခြာနာခြင်း minus လေးကိုရေးရမှာဖြစ်တယ်။ဒါကြောင့်မလို့ a ကိုလိုချင်ရင် m1 and 2 minus m2 and 1ဆိုပြီးရေးရမှာဖြစ်တယ်။ ဟုတ်ပြီဒီအရှိယတခုက A တန်ဘိုးဆိုရင်ဒီဒုတိယလာမယ့်ဟာလေးကဘာလဲဆိုရင် B တန်ဘိုးလေးလို့သတ်မှတ်ရမယ်အဲ့တော့ B တန်ဘို B တန်ဘိုးဆိုရင် အနီလေးကိုမြှောက်မယ်အပြာလေးကိုမြှောက်မယ်အနီလေးတွေကနေမှအပြာလေးကိုနှုတ်မယ်ဆိုတော့ N1 A2 ဟုတ်ပြီနော် N1 A2 N2 L1 ဆိုပြီးဖြစ်သွားမယ်ဒါ B တန်ဘိုးလေး C တန်ဘိုး C တန်ဘိုးဆိုရင်ဒီအနောက်ကဟာလေးကိုယူရမှာဖြစ်တယ်ဒါကြောင့်မလို့ CE=L1 M2 အဲသူ M1 ဆိုပြီးဖြစ်လာမှာ ဖြစ်တယ်။ဒီမှာ ADBDC တွေဒီ ABC ဆိုတာလဲ derived value တွေကိုမြောက်တယ်နှုတ်တယ်ဒါသတ်မှတ်ထားရဆိုဆရာတို့နောက်မှာပုံတင်နည်းလေးမှာထည့်သုံးရမှာမို့လို့ထည့်ပြီးတော့မှစဉ်းစားတဲ့အပိုင်းလေးနဲ့လက်ဆိုပြီးတီးပြီးစဉ်းစားရတာဖြစ်တယ်။အဲဆိုရင် H တန်မိုးတည်တယ် A တန်မိုးတည်တယ်ပြီးရင်ဆက်ကြည့်ရအောင်ဒါအဲ့ဒီနောက်မှာဆိုရင်တော့ AL1 BM1 CN1 0 AA2 BM2 CN2 equal to 0တို့ပြီးသားတယ်။အဲ့တော့ဒီမှာရှိတဲ့ AD BD C တွေ ABC တန်ဖိုးကဘာတွေလဲ The right the value ရဲ့တန်ဖိုးတွေပေါ့။အနောက်မှာရှိတဲ့ L1 M1 N1 တို့ A2 M2 N2 တို့ရောဘာတွေလဲ The right the value ရဲ့တန်ဖိုးတွေရှေ့သင်ခန်းစာမှာသင်ခဲ့တယ်။ The right the value တန်ဖိုးနှစ်ခုကို မြောက်မယ်ပြန်ပေါင်းမယ်မြောက်မယ်ပြန်ပေါင်းမယ်မြောက်မယ်ပြန်ပေါင်းမယ်ဆိုရင်၃ခုပေါင်းညာဘာနဲ့ညာမလဲဆိုတော့0နဲ့ညာမယ်ဆိုတာရှေးသင်ခန်းစာမှာရှင်းပြပြီးသားဖြစ်တယ်ဒါကြောင့်မလို့ AL1 BM1 CN2 0အောက်မှာလည်းထုံနည်းသကောင်ဖြစ်သွားတာဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင်အဲ့မှဆိုရင်တော့တဲ့ thus we have the following plane equation ဒီမှာဆိုရင် plane equation နေနဲ့ equation တစ်ခုကိုရရှိလာမှာဖြစ်တယ်အဲ့ဒါကြတော့ဘာဖြစ်လဲဆိုတော့တဲ့သူက AH+BY+CZ AHBYCZ မှာဆိုရင် A နေရာမှာ A လေးပဲထားမယ် B နေရာမှာ B လေးပဲထားမယ် C နေရာမှာ C လေးပဲထားကြည့်မယ်ဟုတ်ပြီထားအခါမှာဆိုရင်နောက်မှာ H တန်ဖိုးဘယ်ရောက်ယူသုံးမလဲအပေါ်မှာပေးထားတဲ့တန်ဖိုးယူသုံးမှာပေါ့ H1 black SL1 black TA သူလေးကိုယူသုံးမယ် B ထားခဲ့မယ် Y တန်ဖိုးအပေါ်အဟာလေးကိုယူသုံးမယ် C ထားရမယ် Z တန်ဖိုးအပေါ်အဟာလေးကိုယူသုံးမယ်ယူသုံးမယ်ဆိုတော့ဒီမှာကြည့်လိုက် A ရဲ့ asset လုံးဝရဲ့ပေါင်းမယ် B ရဲ့ asset မွေးရဲ့ပေါင်းမယ် C ရဲ့ asset မွေးရဲ့ပေါင်းမယ်ပေါင်းခြင်း၃ခုဆိုရင်ဘာရမလဲ0ရမယ်အဲ့တော့ဒါလေးတွေကကြေဝါမှာပေါ့ဟုတ်ပြီနော်အဲ့ဆိုရင်ဆရာခြေပြလိုက်မှာပြန်တခါတယ်အဲ့တော့ A asset လုံးဝရဲ့ B asset မွေးရဲ့ D asset မွေးရဲ့ပေါင်းခြင်းက0အဲ့လိုပဲနောက်တစ်ခု A TL2 ရဲ့ B TM2 ရဲ့ C TM2 ရဲ့ပေါင်းခြင်းကလည်း0ရမယ် ဒါကြောင့်မို့လို့ဆရာတို့နောက်မှဘာရမလဲဆိုရင် ax by cz equal to ကြံခဲ့တဲ့ ax1 by1 cz1 ဆိုပြီးတော့ရလာမှာဖြစ်တယ်ဒီသင်ခန်းစာမှာဆိုရင်တော့ဆရာတွေက plain equation အသစ်တစ်ခုကိုဖော်ထုတ်ခဲ့တာဖြစ်တယ်ဟုတ်ပြီနော်အဲဆိုဆက်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်ဒီပုံလေးပေးရတယ် plain တစ်ခုပေါ်မှာထောင်းမှတ်ကြတဲ့မြင်းလေးတစ်ချောင်းဆွဲထားတဲ့ပုံလေးကိုပေးထားတာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ကြည့်မယ် let တဲ့ဒီကိုသတ်မှတ်မဲတဲ့ AH1 plus BY1 plus CZ1 ဒါရှေ့မှာဆရာရှာခဲ့တဲ့ပုံစံလေးအဲ့ဒါကမှဘာလို့သတ်မှတ်မလဲဆိုရင်ဒီလိုသတ်မှတ်မဲသတ်မှတ်ပြီးွားရင် then we have the cartesian form of the plane equation cartesian form plane equation cartesian form ကိုယူသုံးလိုက်တဲ့အခါမှာဆိုရင်တော့ AH plus BY plus CZ equal to D ဆိုပြီးရလာမှာဖြစ်တယ် AH plus BY plus CZ ဘာနဲ့တူတူပဲလဲ AH1 plus BY1 plus CZ1 နဲ့တူတယ်ဆိုတာအရှိမရှင်းပြပြီးသားဒါကြောင့်မလို့ equal to D လေးဖြစ်လာမှာဖြစ်တယ်အဲ့တော့ဆက်ကြည့်အောင်အမှဆိုရင်နဲ့စင် AL1 plus BM1 plus CN1 equal to 0ဖြစ်မယ်ပြီးတော့နောက်တစ်ခုကကြတော့ AL2 plus BM2 plus CN2 ကဆိုရင်0ဖြစ်ခဲ့မယ်ဆိုရင်ဟုတ်ပြီနော်အဲဆိုရင်ဆရာတို့က line equation l ပေါ့နော် the line l weight equation equation ကဘယ်လိုပုံစံဖြစ်မလဲဆိုရင်ね x minus x1 by a y-y1/b z-z1/c ဆိုပြီးရလာမှာဖြစ်တယ်။အရင်တော့က a တွေ b တွေ c တွေတန်မိုးတွေ abc တန်မိုးကိုဆရာတို့ကဘာတွေတတ်မှတ်ခဲ့တယ်ဆိုရင် l m n ဆိုပြီးတတ်မှတ်ခဲ့တာဒီမှာကျတော့ the right value တန်မိုးတွေကို a တွေ b တွေ c တွေနဲ့တတ်မှတ်တာကြမို့လို့ line equation အသစ်မှာဆိုရင်တော့ abc ဆိုပြီးပြောင်းလဲသွားမှာဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့စာလေးကြီးမယ်ဆိုရင် is perpendicular to both side of the line AB and AC အဲ့မှာဆိုရင် AB မြင်းနဲ့ AC မြင်းအားဆိုရင် perpendicular တောင်းမှတ်ကြမယ်အားဆိုရင် so the line is so the line L is perpendicular to the plane ABC အဲ့တော့ AD line A လေးဟာဆိုရင်လည်းပဲ ABC မြင်းပေါ်မှာ perpendicular တောင်းမှတ်ကြသွားမှာဖြစ်တယ်ဒီပုံမှာဆိုရင်ဆရာတို့ကမျက်နှာပြင်ကိုဒီလိုလှမ်းကြည့်နေလို့တောင်းမှတ်မကြဘူးလို့ထင်တာသူကတကယ်တကယ်ကဒီ AB မြင်းနဲ့ AC မြင်းတွေကလည်းတောင်းမှတ်ကြနေတယ်ဆိုတာကိုသိထားရမှာဖြစ်တယ်ဒါလေးကပြီးတော့မှာ 3D shape ပုံစံဒီနဲ့အပေါ်လေးကိုပြန်ပြီးတော့မှထောင်တက်နေတာဖြစ်တဲ့အဲ့မြင်းလေးရအဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ has any line with rider value ka klb kc rider value တန်ဖိုးဒီမှာဆိုရင်ဆရာတို့က parameter ကိန်းတည်တန်ဖိုးအနေနဲ့ k လေးတွေကိုသတ်မှတ်လိုက်ပြီး ka kb kc တဲ့ for sam parameter k k မှာဆိုရင်တော့ is perpendicular to the plane abc abc မှာလည်းတွားပြီးတော့မှထောင်မှတ်ကြမှာဖြစ်တယ် ဆိုလိုရင်းသဘောကကြတော့ဆွမ်းနာတော့က AC မြင်းနဲ့ AB မြင်းပေါ်မှာဓာတ်မှတ်ကြနေတဲ့ A မြင်း A မြင်းလေးရဲ့ derived value ကကြတော့ A, B, C ဖြစ်တယ်အဲမှဆိုရင်သူ့ရဲ့ derived value perpendicular ဖြစ်တယ်ဆိုရင်အရှိမတင်တာပြီးသားသူ့ရဲ့တန်ဖိုးလေးတွေကဇာဇာတူအနေနဲ့တူသွားမှာဖြစ်တယ်ဒါကြောင့်မို့လို့ KA KB KC ဆိုတာလည်းပဲသူနဲ့တူပါတယ်ဆိုတာလေးကိုပြောပြထားတာဖြစ်တယ်အဲ့တော့စက်ကြည့်ရအောင်အဲ့တော့ဒီမှာသူပေးထားတာကြတော့ XML 8တဲ့ example အိမ်မှာဆိုရင်ね find the equation of the plane plane ရဲ့ equation ကိုရှာပေးပါတဲ့ containing ပါဝင်ရမယ်အ1,0,1အတန်ဘိုးက101ဘီတန်ဘိုးက364စီတန်ဘိုးက -231 ဆိုပြီးပေးထားတယ် abc တန်ဘိုးလေးတွေကိုပေးထားပြီးတော့မှာတဲ့ find ရှာပေးပါ the equation of the plane plane ရဲ့ equation ကိုရှာပေးပါအဲ့တော့စပြီးတွေ့ရအောင်တွေ့တယ်ဆိုတော့ तू ပေးတဲ့ဟာတွေပဲပြင်ရမယ် given ab A နဲ့ B နဲ့ကိုစပြီးတော့မှပေးကြည့်မယ်ဆွနာကဓာတ်မှတ်ကြတာဘယ်လိုကြားခဲ့ရလဲ AB နဲ့ AC နဲ့ဓာတ်မှတ်ကြရမလားဒါကြောင့်မလို့ဆရာက AB နဲ့ EC ကိုယူမယ်အဲ့တော့ AB AB မှာဆိုရင် A တန်မိုး B တန်မိုးပြီးရင် derived value of AB ကိုလိုချင်ရင်နောက်ကိန်းတွေကရှေ့ကိန်းကိုနှုတ်ကမှာ x1 y1 z1 x2 y2 z2 x2 တွေက x1 no y2 တွေက y1 no z2 တွေက z1 no အဲဆိုရင် l1 m1 n1 တက်မှုရလာမယ် 263ဆိုပြီးရလာမှဖြစ်တယ်အသေးစိတ်တော့မရှင်းတော့ဘူးရှင်းမှလည်းသင်တာပြီးသားဆိုတော့အဲ့တော့ given ab line ပြီးွားရင်ဘယ် line တော့မှဆိုရင် ac line ကိုသွားမှာအဲ့တော့ ac ac မှာဆိုရင်လည်းပဲ a တန်မိုးက h1 y1 z1 h2 y2 z2 ဒါမဲ့ derived value of ac တန်မိုးဘယ်လိုသတ်မှတ်မလဲဆိုရင် a2 m2 n2 ဆိုပြီးသတ်မှတ်မှာဖြစ်တယ်အဲ့ဆိုရင်နောက်ကိနေရာရှိကိနှုတ်လိုက်မယ်ဆိုရင်နောက်ဆုံး -3, 3 0ဆိုပြီးရလာမှာဖြစ်တယ် ဒီမှာဆိုရင် derived value of AB နဲ့ derived value of AC တန်ဖိုးကိုရှာပြီးသွားပြီအဲ့တော့ဆက်ကြည့်မယ်အဲ့တော့ A A ကိုလိုချင်အရှိမပြောရတယ် M1 N2 M2 N1 အဲ့တော့ဒီမှာ A1 လို့ A2 လို့ M1 လို့ M2 လို့ N1 လို့ N2 လို့ဆိုတာသူတို့ရဲ့တန်ဖိုးလေးတွေကိုရှိတယ်အစားထိုးသွက်လိုက်မယ်ဆိုရင် A ရဲ့တန်ဖိုးက -9 ဆိုပြီးရလာမှာဖြစ်တယ်အဲ့လိုပဲ B ရဲ့တန်ဖိုး B ရဲ့တန်ဖိုးမှာဆိုရင် N1 A2 N2 L1 ဲ့မှာဆိုရင်လည်းသူ့ရဲ့တန်ဖိုးလေးတွေကိုစားထိုးပြီးတွက်လိုက်တဲ့ခါမှာဆိုရင် B ရဲ့တန်ဖိုး -9 ဆိုပြီးရလာမှာဖြစ်တယ်။နောက်တစ်ခု C C ရကြတော့ L1M2 -A2M1 equal to ဆိုပြီးတော့တွက်လိုက်တဲ့ခါမှာဆိုရင်သူ့ရဲ့တန်ဖိုးလေးတွေစားထိုးပြီးတွက်လိုက်တဲ့ခါမှာဆိုရင် C တန်ဖိုးကဘယ်လောက်ရလာမှာလဲ24ဆိုပြီးရလာမှာဖြစ်တယ်။အဲ့တော့ဆရာတွေက AD BD CD တန်ဖိုးကိုရှာပြီးွားပြီ။ဘုကသူရရှာခိုင်းနေဘာကိုရှာခိုင်းနေလဲဆိုရင် equation of the plane ကိုရှာခိုင်းနေတာ ဒါကြောင့်မို့လို့ဆရာတွေကဆိုရင်ဒီမှာ equation of the plane ဆိုရင် cartesian form ကိုသွားသုံးရမှာပေါ့ ax1 by1 cz1 equal to d ဆွဲပုံတင်လေးတွေကိုသုံးမှာ equation of the plane မှာဆိုရင် d တန်ဖိုးလေးကိုရှာတဲ့ခါမှာဆိုရင် a နေရာမှာ a တန်ဖိုးထည့် b နေရာမှာ b တန်ဖိုးထည့် c နေရာမှာ c တန်ဖိုးထည့်ဒီမှာလာတဲ့ x1 y1 z1 တန်ဖိုး1နဲ့0တွေ1နဲ့ဘယ်မှာသွားယူရတာလဲ x1 y1 z1 ဆိုတာတတ်မှတ်ခဲ့တာ a တန်ဖိုးလေးကိုတတ်မှတ်ခဲ့ရလေ a မှာ x1 y1 z1 ဒါလေးတက်မိုးလေးဒီအစားထိုးပြီးထိုက်တဲ့ခါမှဆိုရင်ဆရာနောက်ဆုံးရှင်းလိုက်တော့နောက်ဆုံး50ဆိုပြီးရလာမှဖြစ်တယ်။ဒါကြောင့်မလို့ဒီတက်မိုးလေးက50ဖြစ်သွားပြီ။ဒါကြောင့်မလို့ဒီ therefore the equation of the plane is ဆရာရေက a နေရာမှာဘယ်လောက်ထင်ပါလဲ -9 ထည့်တော့ -9 h1 b ကကျတော့ -9 ဆိုတော့ -9 y1 c ကကျတော့24ဆိုတော့24 z1 equal to ဒီနေရာမှာ50လေးထည့်ပေးလိုက်ရမှာဖြစ်တာပေါ့။ ဒီမှာကျတော့ဘာကိုရှာပြီးလဲဆိုရင် equation of the blade ဒီတန်ဖိုးလေးကိုရှာပြီးတော့မှဒီ equation တစ်ခုလုံးကိုပြန်ရှာပြီးရတာဖြစ်တယ် note that ဒါကြောင့်မို့လို့ we can use any point on the blade ဒီ plane ပေါ်မှာရှိတဲ့မြည်သည့်အမှတ်ကိုမဆိုယူသွင်းနိုင်တဲ့ to calculate တွက်ထုတ်ဖို့တကူမှာ the value of d ဆိုတဲ့ပုံသင်နည်းလေးကိုတွက်ထုတ်ဖို့တဆိုရင်ဘယ် point နှစ် point မဆိုယူသုံးလို့ရတယ်အခုဆရာတို့ကယူသုံးခဲ့တာဆိုရင် ab နဲ့ ac ဆိုပြီးယူသုံးခဲ့တယ်အကယ်၍ BA နဲ့ BC ဆိုပြီးယူသုံးမယ်ဆိုတော့ရတယ်ဟုတ်ပြီနော် CO ထားပြီးတော့မှလည်း CA နဲ့ CB ဆိုပြီးယူသုံးမယ်ဆိုတော့ရတယ်ဇာတ်ကတော့လွယ်အောင်လို့ AB နဲ့ AC ဆိုပြီးတော့မှ A မှာစုံတဲ့အမှတ်လေးကိုယူသုံးပြီးတက်သွားတာဖြစ်တယ်နားလည်မယ်လို့ထင်ပါတယ်ဒီပုံစံလေးကိုနားလည်မယ်ဆိုရင် exercise ကိုကြည့်လို့ရတယ်။ exercise 3.4ရဲ့ number 1မှာ to find the equation of the plane containing အဲ့မှာဆို equation ဆိုရပုံသင်နေ ax1 by1 c1 equal to d ဆိုတဲ့နေရာမှာဒီအမှတ်လေးတွေကိုအစားထိုးပြီးရှာလိုက်မယ်ဆိုရင်ရလာမှာဖြစ်တယ်အဲ့တော့နောက်တစ်ပုဒ်ဆက်ကြည့်ရအောင် examine 9 examine 9မှာဆိုရင် find the equation of the line pass through the point minus 1 comma 3 comma 2 and perpendicular to the plane 3x minus 2y minus z equal to 3တဲ့ find the point of intersection of the line and the given plane ဒီပေးထားတဲ့ဒီ plane ပေါ်မှာရှိတဲ့ intersection point of intersection of the line ဒီမြင်း line ရဲ့ point of intersection အမှတ်ကိုရှာခိုင်းတာဖြစ်တယ်။ဟုတ်ပြီ။ဒီမှာစပုံလေးတစ်ပုံပေးထားတယ်။ပေးရတဲ့အခါမှာဆိုရင် तू အမှတ်တန်မှုတစ်ခုပေးရတယ်။ -1, 3, 2ဆိုပြီးပေးရတယ်။အဲ့ဒီ -1 နေ3တွေ2တွေကဘာတန်မှုတွေလဲ။ h1 y1 z1 တန်မှုလေးတွေပေါ့။ဒါလေးတွေကိုယူသုံးမယ်။ ြီးရင်နောက်တစ်ခုဒီမှာဆိုရင် 3x 2y z 3ဒီ plane မှာရှိတဲ့3တွေ minus 2တွေ z တွေရဲ့တန်ဖိုးကကြတော့ဒီမြင်းကြောင်းပေါ်မှာရှိတဲ့ derivative value ရဲ့တန်ဖိုးလေးတွေ3မို့လို့3 minus 2မို့လို့ minus 2 minus 1မို့လို့ minus 1ဒါကြောင့်ဘာလဲဆိုရင် derivative value ရဲ့တန်ဖိုးလေးတွေပြီးရင်နောက်တစ်ခု 3x minus 2y minus z equal to 3မှာဆိုရင်ရှင်းမှပြောခဲ့တဲ့ပုံသင်နည်းဒီမှာဆိုရင် ax by cz equal to d ဆိုတဲ့ပုံသင်နည်းတွေသင်ခဲ့ရလေအဲ့တော့ဒီနေရာမှာရှိတဲ့မြောက်ဖောက်ခင်ဖြစ်တဲ့3လေးတွေ minus 2လေးတွေ minus 1လေးတွေဒီ၃ခုကဘာတန်ဖိုးလေးတွေလဲ a တွေ b တွေ c တွေရဲ့တန်ဖိုးလေးတွေပေါ့အနောက်မှာရှိရဲ့3ဆိုတဲ့တန်ဖိုးလေးကဘာရဲ့တန်ဖိုးလဲဆိုရင်ဒီရဲ့တန်ဖိုးလေးဒါလေးကိုနားလည်ထားရမယ်ဒါလေးကိုအားကြောင့်မလို့အရင်ရှင်းပြလိုက်တာ ရှင်းပြပြီးဆက်ကြည့်ရအောင်အဲ့တော့အခုမှ find the equation of the line passing through ကိုစပြီးတော့မှရှာမှာဖြစ်တယ်။ဒါကြောင့်မို့လို့တဲ့ the right the value of the line perpendicular to the plane 3x minus 2y minus z equal to 3ဒီ equation တစ်ခုလုံးမှာဆိုရင် perpendicular down မှာကျနေတဲ့ line line ရဲ့ the right the value တန်ဖိုးဆိုရင်ဆွမ်းနာပြောခဲ့တယ် 3 comma minus 2 comma minus 1ဆိုပြီးဖြစ်သွားမှာဖြစ်တယ်ဒီ derived value တန်မိုးလေးတွေကဒီရှိရတန်မိုးလေးတွေကိုယူသုံးထားတာဖြစ်တယ် then အဲ့နောက်မှာဆိုရင်တော့ equation of the line line ရဲ့ equation ကိုယူသုံးမယ် line equation ကဆွမ်းနာပြောခဲ့ပြီးသား x minus x1 by a equal to y minus y1 by b equal to z minus z1 by c ဆိုတဲ့ပုံသဏ္ဍာန်လေးကိုယူသုံးရမှာဖြစ်တယ်။အဲ့တော့ဆရာကဒီမှာပုံသဏ္ဍာန်လေးထဲမှာသူ့ရဲ့တန်ဖိုးလေးတွေကိုထည့်ထားတယ်။ x minus x1 တန်ဖိုးကဒီမှာ -1 ဆိုတော့ -1 y minus y1 y1 တန်ဖိုးက3ဆိုတော့3 z minus z1 z1 တန်ဖိုးတွေက2ဆိုတော့2အောက်မှာ by abc abc ကဒီမှာရတာလေ3 2 1တွေကိုအစားထိုးပြီးထည့်ရမှာဖြစ်တာပေါ့ဒါကြောင့်မို့လို့ x minus minus 1ကိုဒါလေးတွေကိုရှင်းလိုက်မယ်ဆိုရင် x plus 1 by 3 equal to y minus 3 by minus 2 equal to z -2 by -1 ဆိုပြီးရလာမှာဖြစ်တယ်။ဒါကြတဲ့ဘာယူသုံးလိုက်ဆိုရင် equation of the line formula ကိုယူသုံးထားတာဖြစ်တယ်။အဲ့တော့ဆက်ကြည့်ရအောင်။ So the determinant coordinate of the point on the line are of the form ဒီမှာဆိုရင်ဒီ point မှာရှိတဲ့ coordinate အမှတ်လေးတွေဖြစ်တဲ့ x တွေ y တွေ z တွေတန်ဖိုးကိုယူမှာပေါ့။အဲ့တော့ x တန်ဖိုး x equal to -1 3s y equal to 3 into -2s equal to 3 2s z equal to 2 plus minus 1 into s equal to 2 minus s ဆိုပြီးတော့မှရလာမှာဖြစ်တယ်ဒီတော့ h တွေ y နေ z တွေတန်ဖိုးကဘယ်မှာယူသုံးထားရလဲကြရရ h ကိုပုံတင်လို့လို့ရင် h equal to h1 plus kl y equal to y1 plus km z equal to z1 plus kn ဆိုတဲ့ပုံတင်လေးလေးကိုယူသုံးမှာဒါပေမဲ့ဒီမှာ parameter တန်ဖိုးကဆရာက k လေးတွေမဟုတ် s လေးဆိုတော့ဒီနေရာမှာဆိုရင်ဆရာက SA SM SN ဆိုပြီးပြောရမယ်။ဒါပေမဲ့ဒီမှာထက်ရှိသေးတဲ့ဆရာတို့က derived value တက်မျိုးတွေကို ADM နဲ့ AN နဲ့တွက်ခဲ့တာမဟုတ်ဘူး။ AD BD C နဲ့တွက်ခဲ့တာ။ဒါကြောင့်မို့လို့ဆရာတို့ကဆိုရင် H တန်ဖို့လို့ချင်း H square to H1 plus AS Y ကိုလို့ချင်း Y1 plus BS Z ကိုလို့ချင်း Z1 plus CS ဆိုပြီးဖြစ်သွားမှာဖြစ်တယ်။ အဲ့တော့ AD BD CD ကကြတော့ဆရာတို့ရှေ့က the right the value တဲ့မူလေးတွေကိုယူသုံးရမှာဖြစ်တယ်။ဒါကြောင့်ဒီလိုပုံစံလေးပြောင်းလဲသွားတာဖြစ်တယ်။တော့ကြာဒီမှာဆိုရင်ပုံစံလေးမှာခန်းနေတွေတော့ရောက်လာပြီး KD AD မပါဘဲနဲ့ဒီခန်းနေတွေကဘယ်အနေရောက်လာရလဲဖြစ်မှာဆိုလို့သခေါက်ပြင်ရှင်းရတာဖြစ်တယ်။ဆရာတို့ရှိမှရှာခဲ့ရလေဒီမှာ KD K တန်မိုးတွေ element တန်မိုးတွေရှာခဲ့တာမဟုတ်လေ S တန်မိုးတွေ ABC တန်မိုးတွေကိုရှာခဲ့တာမဟုတ်လို့အဲ့တော့စက်ကြည့်ရအောင်။အဲ့တော့ if one of the point b is on the plane ဒီ plane ပေါ်မှာဆိုရင်ね this point b ပြီးသေးတာဆိုရင်တခုရှိခဲ့မယ်ဆိုရင်ねဆက်ပုံသင်နည်းလေးအရှိမသုံးခဲ့တဲ့ cartesian form ပုံစံလေးကိုသုံးမှာပေါ့เนาะ cartesian form ပုံစံမှာဆိုရင် ax by c z equal to d ဆိုတဲ့ပုံသင်နည်းလေးကိုယူသုံးမှာအဲ့တော့ a a တန်မိုးလေးက3 x တန်မိုးလေးက -1 3s ပြီးရင် b b တန်မိုးကကျတော့ဆရာ -2 မလို့တခါလေး -2 လို့ပြင်လိုက်တယ်နော် y တန်မိုးလေးကကျတော့3 2s အဲ c c တန်မိုးရကြတော့ဆရာ -1 ဆိုတော့ -1 ဇက်တန်မိုးရကြ2 - s 3ဆိုပြီးတော့ဒီနေရာမှာ 3d ကိုထည့်ရမှာဖြစ်တယ်အဲ့တော့ဆရာဒီမှာဆိုရင်3ရာတစ်ခုချင်းစီဝင်မြောက်မယ် -2 ရာတစ်ခုချင်းစီဝင်မြောက်မယ် -1 ကတစ်ခုချင်းစီဝင်မြောက်တဲ့အခါမှာဆိုရင်ဒီလိုပုံစံလေးဖြစ်သွားမယ်အဲ့တော့ဒီမှာဆိုရင်အသေးစိတ်ရှင်းတဲ့အခါမှာဆိုရင်ဆရာတွေက 40s 40ဆိုပြီးရလာမှာဖြစ်တယ်ဒါကြောင့်မလို့ s တန်ဖိုးလေးက1ဆိုပြီးရလာမှာဖြစ်တယ်အဲ့တော့ तू ကအခုရှာနေရကြတော့ဆရာတွေက ီ line မှာရှိတဲ့ coordinate အမှတ်တီကိုရှာနေတာအဲ့တော့ s တန်မိုးရလာပြီဆိုရင်ဒီမှာတခုချင်းစီရဲ့ s ညံမှာဆရာတန်မိုးလေးတွေပြန်ပြီးအစားထုတ်မှာပေါ့ a စီကွဲသူ -1 3 into 1 y equal to 3 2 into 1 z equal to 2 1ဆိုပြီးဖြစ်သွားမှာဖြစ်တယ်။ဒါကြောင့်မို့အဲ့လိုမျိုးရှာတဲ့အခါမှာဆိုရင် therefore the point of intersection is 2, 1, 1ဆိုပြီးရလာမှာဖြစ်တယ်။ဒါကြောင့်မို့သူရှာခိုင်းတဲ့ point of intersection ကို ရှာပြီးသွားပြီးဖြစ်တာပေါ့အဲ့တော့ HYZ တန်ဖို့211ဆိုပြီးရလာမှာဖြစ်တယ်အဲ့ဆိုရင်ကျားတို့နောက်တစ်ပုဒ်ကိုဆက်ကြည့်အောင်အဲဆိုရင်လည်းဒီမှာ find the equation of the line pass through the point 3 comma minus 2 comma minus 2 and perpendicular to the plane minus 2a plus 3y minus z equal to 4ဆိုတဲ့ဒီ equation ကြီးမှာဆိုရင်သူကပေးရတာ h y z တန်ဖိုးပေးထားတယ် cartesian form ပုံစံပေးထားတယ်အဲ့တော့ဒီမှာဆိုရင် 811ရဲ့တန်ဖိုးလေးတွေက3ကော့မှာ -2 ကော့မှာ -2 ဒီမှာရှိတယ် -2 +3 -1 ဆိုတာကြတော့ ABC တန်ဖိုးလေးတွေပေးထားတယ်4ကကြတော့ဒီတန်ဖိုးလေးကိုပေးထားတယ်အဲ့ဒါဆိုရင်ဆရာတွေကဒီ blind equation ပုံစံလေးကိုတုံးပြီးတော့မှ point on intersection ကိုအရှိမပြလိုက်ဥပမာအတိုင်းရှာပေးလိုက်ရင်ရပြီပေါ့အဲ့ဆိုရင်နောက်တစ်ပုဒ်ကိုဆက်ကြည့်ရအောင် အဲဆိုရင် example တန်း example တန်းမှာဆိုရင်ね find the equation of the plane plane equation ကိုရှာခိုင်းနေ containing the point အမှတ်ကဆိုရင်ね -1, 3, 2ဆိုတဲ့အမှတ်လေးပါတယ် equation တစ်ခုကိုရှာခိုင်းနေ and ပြီးတော့ parallel to the plane ဒီ plane နဲ့ပြိုင်နေတဲ့ဒီ plane တစ်ခုဟာဆိုရင် 3x 2y 3z 2ဆိုတဲ့ဒီ equation လေးမှာပြိုင်နေတဲ့ plane တစ်ခုကိုရှာခိုင်းနေအဲ့တော့ဒီမှာဆိုရင်ဆရာတို့ကဒီ plane ဒီ plane ရဲ့တန်ဖိုးကကြတော့ 3h 2y 3z 2ဆိုတဲ့တန်ဖိုးလေးအဲ့ဒီမှာဆိုရင်ဒေါင်းမတ်မြင်းတစ်ချောင်းဆွဲရမယ်အဲ့ဒါမှမြင်မှာမှာဆရာတို့အပေါ်မှာ plane တစ်ခုသူနဲ့ပြိုင်နေတဲ့ plane ပုံစံတစ်ခုကိုဆွဲထားတယ်။အဲ့ဒါမှမြင်မှာကြာနေဒီ plane ပေါ်မှာသာကြာနေတဲ့ဒီအမှတ်လေးရဲ့တန်ဖိုးကဘယ်လောက်လဲဆိုရင်ね -1.3.2 ဆိုပြီးပေးထားတာဖြစ်တယ်။အဲ့တော့ဒီမှာဒီ plane မှာဆိုရင် မြင်းကြောင်လေးတန်ဖိုးရှိတယ်အဲ့တော့ဒီမြင်းလေးပေါ့နော်ဒီအမှတ် P ရဲ့မြင်းလေးမှာဆိုရင် derived value တန်ဖိုးရှိမှာပေါ့အဲ့ derived value တန်ဖိုးဆိုရင် AD BD CD တန်ဖိုးအဲ့တော့ A ကြတော့ဒီမှာရမယ် B ကြတော့ဒီမှာရမယ် C ကြတော့ဒီမှာရမယ်ဒါကြောင့်မို့လို့ ABC တန်ဖိုးယူတော့3 comma minus 2 comma minus 3ဆိုပြီးရေးရမှာဖြစ်တယ်အဲ့တော့ဒီပုံမှာဆိုရင် derived value တန်ဖိုးကဒါလေးဖြစ်မှာပေါ့အဲ့တော့စပြီးတော့မှကြည့်ရအောင် ဲ့တော့ဆက်လို့ရှိရင်ね the right the value of the line perpendicular to the plane 3h minus 2y minus 3z equal to 2ဒီ plane ပေါ်မှာထောက်မှတ်ကြတဲ့မြင်ဒီ perpendicular ထောက်မှတ်ကြနေတဲ့မြင်ရဲ့ the right the value တမောကဒါလေးဖြစ်ပါတယ်ဆိုပြီးပြောထားတယ်ဒါကြောင့်မို့လို့တဲ့ this is also perpendicular to the required plane ဒီအပေါ်မှာကြာနေတဲ့ဒီပေါ့နော်ပလိန်ပေါ်မှာကြာနေတဲ့ဒေါမတ်ကြာမြင်ရဲ့ဒီ ဘယ်လိုပြမလဲဆိုတော့ the right the value တန်ဖိုးကိုရှားမှာပေါ့ဆိုဒါကြောင့်မို့လို့တဲ့ equation of the required plane is ဒီပေါ်မှာပေးထားတဲ့ equation ပေါ့နော်လိုချင်တဲ့ equation ကိုရှားမယ်ဆိုရင်ね 3x 2y 3z equal to d ဒါတခြားပုံတင်နေမဟုတ်ဘူးအရှိမဆရာကသုံးခဲ့တယ် cartesian formula ကိုသုံးထားတာ cartesian form ပုံစံကိုသုံးထားတာ ax + by + cz equal to d ဆိုတဲ့ပုံတင်နေတွေကိုသုံးထားတာ အဲ့မှာတခြားအမှတ်မှာကြာနေတဲ့ xyz တန်ဖိုးကိုလိုချင်တာမို့လို့ဒီမှာဆိုရင် a နေရာမှာ a တန်ဖိုး b နေရာမှာ b တန်ဖိုး c နေရာမှာ c တန်ဖိုးလေးတွေကိုထည့်ထားတာဖြစ်တယ်။အဲ့တော့ this point မှာဆိုရင်ね -1,3,2 ဒီသူပြောတဲ့ဒီပေါ်မှာကြာရောက်နေတဲ့အမှတ်ရတန်ဖိုးကိုလိုချင်တာကိုအဲ့တော့ h တန်ဖိုးက -1 y တန်ဖိုးက3 c တန်ဖိုးက2ဖြစ်ခဲ့မယ်ဆိုရင်ねဒီမှာသွားအစားထိုးကြည့်မယ်။သွားအစားထိုးရခါမှာဆိုရင်3 into -1 -2 into 3 မိုင်းနက်3အင်တူ2ဆိုပြီးဖြစ်လာမှာဖြစ်တဲ့ဒါလေးကိုရှင်းလိုက်ရင်ဒီတန်မိုးလေးရမယ်ဒီတန်မိုးကဘယ်လောက်လဲဆိုရင်မိုင်းနက်50ဆိုပြီးရလာမှာဖြစ်တယ်အဲ့တော့ဒီတန်မိုးမိုင်းနက်50ရလာပြီဆိုရင်သူပြောရတဲ့ဒီ plane ပေါ်မှာရှိတဲ့ xyz plane ရဲ့ဒီ equation of the plane ပေါ့နော်ဒီ plane ရဲ့ equation ကိုရပြီပေါ့ဒါကြောင့်မို့လို့ the equation of required plane is 3h 2y 3z ရဲ့တန်မိုးကဆိုရင်ဆရာက -15 ဆိုပြီးရလာမှာဖြစ်တယ် ။အဲဒါဆိုရင်ဆက်ပြီးကြည့်ရအောင်။အဲ့တော့ဒီမှာဆိုရင် exercise 3.4ရဲ့ number 3လေး exercise 3.4ရဲ့ number 3ဒီမှာဆိုရင်လည်းပဲသူကထုံးလေးလကောက်မယ်ဟို plain နှစ်ခုကိုပြိုင်နေတဲ့အကြောင်းပေါ့အပေါ်မှာပေးရတာ 2.3.-1 xyz 2.3.-1 မှာရှိတဲ့ဘာကိုရှာခိုင်းလဲဆိုရင် equation of the plane လေးကိုရှာခိုင်းတာပဲဖြစ်တဲ့ဒါလေးကရှေ့ပုံစံနဲ့အတူတူပဲကဏန်းလေးပဲပြောင်းလဲသွားတာဖြစ်တာကြောင့်မို့လို့ကိုယ်တိုင်ရှာကြည့်ပါ အားဆိုရင်တော့ဆရာတင်ခဲ့တဲ့သင်ခန်းစာတွေကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်